မရဲ့နာမည်ကတော့တော်ဖြစ်ပါတယ်။မူဆယ်မနေခြင်းဖြစ်တယ်။အဲ့လိုမျိုးမယုံကြည်သူဘွားကနေကြောင်းလဲလာခြင်းလည်းဖြစ်တယ်။ဖရာကောင်းမြတ်ခြင်းတွေကိုလည်းခံစားရင်းဖြစ်တယ်။မိဘတွေနဲ့ခွဲခွာပြီးတော့မှနော်ငငယ်ရတဲ့မိဘတွေရှိတော့ဘူးအဖွားရှိရတော့ရှိတယ်။ဦးလေးတွေရှိတယ်သူတို့ရဲ့လက်ပေါ်မှာကြီးပင်းလာခြင်းဖြစ်တယ်။သို့သော်ညာလည်းပဲဒီဖရားနဲ့တွေ့ဆုံတဲ့အချိန်ခါမှာအမျိုးမျိုးတိုက်ခိုက်မှုတွေခံရရတယ်။အမျိုးမျိုး တော့ဆုံးမှုလည်းခံရရတယ်အဲ့လိုမျိုးနဲ့တော်လာခဲ့ဘုရားကိုပဲအားကိုးတယ်ရွှေမျိုးကိုမအားကိုးခဲ့ဘူးအရင်တော့ဆိုလို့ရှိရင်ငါ့ကိုဖြစ်ခဲ့မလားမသိဘူးမျိုးတွေကငါမှဘာမှမရှိဘူးဆိုပြီးမှဝန်းနေမိရဲ့နောက်တော့ဘုရားစစ်မှန်တဲ့ဘုရားနဲ့သူရှိတဲ့အချိန်ခါမှာငါကဘာကြောက်เสียရှိတယ်လဲဘုရားရှိနေတာငါဘက်မှာဆိုပြီးမှဘုရားနဲ့အတူတူပန်းလာရင်းနဲ့အော်မြေကြီးနားမှာ ်ဘလို့ကမဒီနာမှာစကန်နေတဲ့အဲ့နေရာမှာဟိုဘေးဖြတ်စကန်ရှိပေါ့နော်ဘေးဖြတ်စကန်ရှိရ YCC ရှာအင်းဒီအကြဆိုတာကသူကဝင်နေဖခင်အစ်လက်ဖြစ်တယ်သူ့ပေါ်မှာသူရဲ့ဘလို့ဖခင်ကောင်းမြတ်ခြင်းနဲ့သူသူပန်းနောက်ကနေပြီးမှပန်ဖို့ပေးထားတဲ့အရာတွေလည်းအများကြီးရှိတယ်သူကနေပြီးတော့မှမြင့်ချင်းခံပေးထားတယ်။နောက်ပြရရန်ကုန်မှာ ECI ကျောင်းမှာလည်းနှုတ်ကပတ်တော်လေးဆိုရလဲ။တော့တော့ရဲ့ဘဝတက်တာမှာတစ်ခါမှလည်းမတွေ့ဘူးဘူး။ နောက်ပြီးတော့ဗမာစာဆိုတာလည်းလုံလောက်အောင်လည်းမတတ်ဘူးဘာသခုမှပြညာမတတ်ဘူးကွာအဲ့လိုမျိုးဘာမှသခုမှမရှိဘူးတုံညာသက်သက်ဇီယိုသက်သက်ပဲအဲ့ထဲကနေပြီးမှဖခင်ကနေပြီးမှတချင်းတွေလည်းချီးမွမ်းတတ်လာတယ်နောက်ပြီးတော့ဖခင်စာကျမ်းစာတွေကိုလည်းပဲပြန်လည်ပြီးမှစီရင်သုံးသပ်တတ်လာတယ်ဖခင်ကပဲဉာဏ်ပညာပေးတယ်ဘောနော်အဲ့ဒါနဲ့ဖေဘာတခုခုဖြစ်ရင်လည်းဖရားကိုပဲခေါ်ခြင်းဖြစ်တယ်အဲဘာတခုခုတွေ့ဆောင်ရင်လည်းဖရားကိုခေါ်ခြင်းဖြစ်တယ်အရင်ကဆိုလို့ရှိရင် အယားစိတ်ဆိုးတတ်တဲ့အယားစိတ်ကြီးတတ်တဲ့အဲ့လိုမျိုးတွေရှိတယ်ဘာလို့ဒီဖျားနဲ့တွေးတဲ့ချိန်ခါမှာအရာရာဟာဖျားရဲ့အလိုတော်အတိုင်းပဲဆိုလားဆောက်တတ်တဲ့အရာတွေနဲ့အများကြီးကိုကိုကိုချိုးဖဲ့ပြီးမှနော်အဲ့လိုမျိုးလုံးသက်လာတဲ့အရာတွေလည်းရှိတယ်နောက်မှမိဘဒီလိုမျိုးကိုကိုအုပ်ထိန်ပေးတဲ့လူတွေကလည်းပဲပေါ့နော်ဒီပြားနဲ့ပဲတွေ့မယ်ဆိုလို့ရှိရင်တော့အမွေပြတ်ဆိုပြီးမှဆွန်လွန်လိုက်တယ်ဗောနမလာခင်နဲ့ဆိုဆွန်လွန်လိုက်တယ်ဆွန်လွန်တဲ့ချိန်မှာဥစားတစ်ခုမှမယူခဲ့ဘဲနဲ့ဗောနဒီလိုပဲထွက်လာခဲ့တယ်ထွက်လာတဲ့အချိန်မှာ ဲ့လိုပဲမြကြီးသားမှာအဲဖုံးဆက်လိုက်တဲ့ဒီအင်ဒီအကြဆိုတဲ့ဆရာကြီးကပဲသူပဲပြန်ပြီးမှခေါ်ပြီးမှကြောင်းမှာပဲနေကြောင်းရဲ့ဝေယဝိစာတွေဝဲလို့ဆိုပြီးမှကြောင်းမှာထားပြီးသူကပဲအဖက်ဖက်ကနေထောက်ပံ့ပေးပြီးမှတော့အဲ့လိုမျိုးနေရပေါ့အရာဟာတွေထင်တာကတော့ဘယ်လိုခေါ်လဲဆိုလို့ချင်းသူကငတ်လို့ရှင်သူပြန်လာမယ်အမ်ပတ်စံမတုံးနိုင်သူပြန်လာမယ်အရာလူတွေရဲ့စိတ်နှလုံးသားတော့ဇာတိနဲ့ပဲသက်သက်ပေါ့နော် ဒါပေမဲ့ကိုယ့်ရဲ့စိတ်နှလုံးသားကဘယ်လိုလုပ်တတ်လဲဆိုဖះရှင်ကဟာအရာရာအောင်နေတယ်ဖះနဲ့အတူသားလာခြင်းတင်ကဟာဘယ်ရင်တပါဖြစ်တဲ့ဆိုတဲ့ခံယူချက်ပေါ်တော့အဲ့လိုမျိုးခံယူချက်နဲ့ပဲသွားခြင်းဖြစ်တဲ့ဘယ်နေရာမှာပဲရောက်ရောက်တုံတုံဟာအမြဲသာဖះကအမင်းမဖြစ်စေဘူးကောင်းဖြစ်စေရတယ်နော်ဒုက္ခရောက်ပြီဆိုရင်လည်းသူ့ကိုခေါ်ရမယ်အတန်နဲ့အဲတုံတုံရဲ့နားထဲမှာကြားလာတယ်ပေါ့နော်အဲဘယ်နေရာမှာသွားမယ်ဆိုလို့ရှိရင်လည်းဘယ်လိုဖြစ်မယ်ဆိုတဲ့အရာတွေကိုအဲတိကျရပါတော့မူဆဲကဆင်းလာတဲ့ချိန်မှာလည်းတော်လန်းကနေဖြတ်လာခဲ့ရပါတော့ အဲ့ဒါကားဆရာကားဆရာကိုပြောပေါ်တော့အောက်မှာဆင်းကောင်းမယ်ထင်တယ်မမောင်းနဲ့ရှေ့ဆက်ပြီးမှရှေ့ဆက်မောင်းနဲ့ဆိုလို့ရှိရင်တော့ကားချော်နိုင်လို့ဆိုကားဆရာကအဆူဆင်းဆိုကားပေါ်မှာရှိတဲ့အမျိုးသမီးတွေကပေါ်တော့အမျိုးသားတွေကမဆင်းကျင်ဘူးလေအဲ့တော့တော့အဲ့ရှေ့ကန်းထဲမှာထိုင်နေတဲ့ကြောင့်ငါကတော့မဆင်းရင်မဖြစ်ဘူးဒါပေမဲ့ဖေယားကဆင်းမှာလို့ပြောနေတဲ့အတံကိုကြားနေရတယ်ဒါနဲ့ဩငါကမဆင်းရင်မဖြစ်ဘူးငါဆင်းမယ်ဆိုပြီးမဆင်းတဲ့အချိန်မှာသူတို့ကား၃လေးပတ်လောက်လဲသွားတယ် တဲတဲ့အချိန်ခါမှာကောင်းထိခိုက်မှုရတဲ့လူကားပေါ်မှာဆိုတော့တိုက်တာလေအကောင်းထိခိုက်မှုရတဲ့လူရှိတယ်ခြေရောက်ထိခိုက်မှုရတဲ့လူရှိတယ်အဲအဲ့အချိန်ခါမှာကိုကဘာလို့သွားပြီးမြင်လဲဆိုတော့အော်ကိုတော့ဂျေဆုတင်တယ်သမီးကိုဒီလိုမျိုးအရာတွေကိုခုနကတော့သမီးငယ်လေးဘယ်လိုတက်သွား တန်ကျေရသားတဲ့ပိုးဆက်တဲ့ချိန်မြောက်သောဆန္ဒကအဲ့ဒါတော်တော်ရဲ့အသေးစွဲဖြစ်တယ်အဲပိုးဆက်တဲ့ချိန်မြောက်သောဆန္ဒ23ချိန်မြောက်သောဆန္ဒဆန္ဒကြံတရား23ချိန်မြောက်သောဆန္ဒဟန္နာဘာဖိလိပိခန်ဒီဒီခန်းဆက်တော့မငါ့ကိုခွာနဲ့ပြည့်စုံနေတော့ဖြစ်တော့အဖြစ်ခတ်တဲ့ငေါမှုတို့ငါတဆွမ်းနိုင်ဤဆိုတဲ့အဲ့ဒီကျမ်းပိုက်တွေနဲ့အသက်တာမှာလည်းပြောင်းလဲလာခြင်းဖြစ်တဲ့အဲ့ဒီကျမ်းပိုက်တွေနဲ့ပဲကိုယ့်ကိုဖျားကမြင့်တင်ပေးခြင်းဖြစ်တဲ့ အရင်တော့ဆိုရင်လူရှင်းမှမရရဲဘူးဘလို့ရှင်းမှမလည်းမရရဲဘူးဒူးတုံတာလို့ခြေတုံတာလို့ဖြစ်တယ်သို့တော်ညာလည်းဖရားကရဲရဲတော့ခွန်အားရဲရဲတော့စတတ်တိပေးထားခြင်းဖြစ်တယ်ဒီဘက်မှာလာဖို့ဆိုတော့ကတရားဖဲမလာရဲဘူးဖြစ်တယ်နော်ဘာမှလည်းမသိရဘူးနော်အဲ့လိုမျိုးမလာရဲတော့ညာလည်းပဲဖရားကပို့ဆောင်ပေးတယ်နောက်ပြီးတော့အရာလည်းအဲ့လိုမျိုးအာနေ့စဉ်နဲ့အမျက်ဟာစကားပဲများနေရပေါ့နော်အဲစကားများနေတဲ့အချိန်ခါမှာလည်းကိုယ်စိတ်ထဲမှာပူလောင်နေပေါ့ဒီလိုမျိုးနေနေတော့မဖြစ်ဘူးအဲ အလုံးလုံးမဲ့ဆိုလို့ရှင်လည်းသူတို့နဲ့နင်းနေမယ်ပေါ့နော်စီးပွားရှာရလည်းမရှာတော့ဘူးအဲဆိုပြီးတော့မှနောက်ပဲဆိုမှဒီမန်လေးမှာငရင်လှုပ်တဲ့အရာတွေအဲကြောက်စဲမှာငရင်လှုပ်တဲ့အရာတွေကိုရှိမှမြင်ရတဲ့အရာတွေတွေ့တော့အဲအော်ငါတို့ကပေါ့နော်ဘယ်နှစ်ပြင်မယ်ဆိုတာဖခင်ကဘယ်နှစ်ငါတို့ကိုပြန်ဖော်မယ်ဆိုတာငါတို့မှမသိနိုင်ကြာရှိနေတဲ့အချိန်တိုင်းမှာတော့ငါဒီမိသားစုနဲ့ဆုံးလို့မှဖြစ်မယ်ဆိုပြီးတော့မှခုထွက်လာတဲ့အချိန်ခါမှာအဲ့လိုမျိုးတလားတိတိ လမ်းစေးရအောင်လို့ဆိုပြီးမှအလုပ်ဝင်လုပ်တယ်။အဝင်လုပ်ပြီးမှလာတဲ့ချိန်ကမှလမ်းတစ်ဝက်မှလမ်းစေးကပြတ်သွား။ပတ်စံ200ပဲကျန်တော့ဟင်နော်။အဲ့ထဲမှာ200ပဲကျန်မှာ။အဲ့ဒါကိုတော့သမီးရဘဲကိုသွားရမှာလေ။ကိုတော့ဘာကိုဖြစ်ချင်တာလဲ။အဲဖျားကိုသွားအမေပြရ။အဲသမီးကဘာမှလည်းမရှိတော့ဘူးနော်။ဘဲမှလည်းမသွားတတ်တော့ဘူး။အဲ့တော့ကိုတော့ဘယ်လိုလုပ်မလဲဆိုပြီးမှစိတ်ပြည့်ပြည့်နဲ့အဲ့လိုမျိုး line ပေါ်မှာပေါ့နော်ကြည့်ရတဲ့ချိန်မှာဆရာမရဲ့အကောက်ကိုသွားတွေ့ရင်းဖြစ်တယ် အဲ့ဒါမှကြည့်ရတော့ဖုန်းနံပါတ်လည်းပါလာခြင်းဖြစ်တော့ဩယုံကြည်သူဆိုတော့ဆရာမဆိုတော့ကိုယ်စိတ်ထဲမှာလည်းအရင်ရင်းနှီးတယ်လို့ပဲခံစားသွားလဲရဗနောအော်နင်းနေတော့ပူညီတောင်းကြည့်မယ်အဲ့လိုမျိုးပြောပြီးမှဆရာမကိုသိလည်းမသိဘူးနော်အဲ့ဒါနဲ့ဖုန်းဆက်လိုက်တာဖုန်းဆက်တဲ့အချိန်ခါမှာပဲဆရာမကနေပြီးမှအဲ့ဒါဆိုရင်လာခဲ့အသက်ဘလောက်ရှိလဲပါညာနဲ့အဲ့လိုပြောတော့အဲ့အဲ့လိုအလိုပဲရှိရဲဆိုလာခဲ့ပါဆိုတော့ပစံကိုနော်9000လောက်တော့လဲပေးပါလို့လမ်းစိတ်ကမရှိဘူးဆိုတော့ဆရာမက အမင်းစားဖို့မရှိမှဆိုလို့တဲ့ခဏတောင်းလဲပေးလိုက်တယ်နော်အဲ့လိုမျိုးတွဲပြီးတော့မှပတ်စံသွားထုံတယ်ဆိုပြီးမှပြောတဲ့အချိန်ခါမှာအရင်တော့အမ်တင်နတ်တော်သူသူသိခဲ့တဲ့ဆရာမလေးမရကငင်းရင်ထဲမှာပါသွားတယ်ပေါ့နော်ဒီခြေတော့သူ့ယောက်ျားကခြေဆရာကခြေတော့တစ်ဖက်နာသွားတယ်သူ့ရဲ့စင်အရှိကြီးကဒီလိုအုံနေရနဲ့ဖြတ်ပြီးမှပေါ့တဝက်ပြက်သွားတယ်ပေါ့နော်အသက်တော့မဆုံးရှုံးဘူးသူတို့မှတော့နာရဒါရခံရတယ်ပေါ့နော်အဲ့လိုခံရတဲ့အချိန်ခါမှာအော် ူတို့နဲ့တွေ့တဲ့အချိန်ခါမှာသူတို့လည်းခေါ်နေရဆိုရင်ဒုက္ခရောက်နေမပေါင်းဘောနော်အဲ့ဒါသူတို့ရှိမှလည်းနည်းနည်းတော့ကုညီပြီးတော့မပူလို့ပြင်မယ်ဆိုပြီးတော့ဆရာမကိုအဆက်တယ်လို့မလုပ်သေးဘူးငါသွားမယ်ဆိုပြီးတော့မှသူတို့ကိုပူလို့ပြေးပြီးတော့မှမနေရတော့ကျတော့တက်လက်သက်သာသွားပြီလို့အဲဆရာမအမေလည်းရောက်နေပြီနော်ပြန်တော့မယ်ဆိုပြီးတော့မှအဲ့လမ်းမှာဝယ်ပြီးဆရာမကိုဖုန်းဆက်ပြီးမှဘောနော်ဒီနေရာကိုရောက်တယ်ပေါ့အဲအိမ်မှာနေတဲ့အချိန်ခါမှာနှုတ်ကပတ်တော်ဆိုတာလဲ မစားရဘူးပါဟုတ်စူတောင်းတာဆိုတာလေကိုကိုကိုပဲစူတောင်းနေဖြစ်တယ်လေနော်မိတ္တဟာရဖွဲ့ခြင်းဆိုတာလည်းမရှိဘူးအဲ့ဒီထဲမှာမှအတိုက်ခိုက်တယ်ရအမျိုးမျိုးနဲ့ပဲတွေ့ရတယ်ဆိုတော့ကိုယ့်ရဲ့နှလုံးသားထဲမှာပါဟုတ်ခံစားရလဲဆိုရေမလောင်းနဲ့တစ်တယ်လို့မျိုးခံစားရတယ်အမြဲတမ်းဟာ၆ကက်နေရနော်အဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုးဖြစ်တော့မနေနိုင်ဘူးအဲ့လိုမျိုးထဲမှာနော်မနေနိုင်တော့ခါကျတော့တဏှာရာမှာဖျားเจ้าမှာပဲဖြစ်ဖြစ် ဘယ်လိုဖះနဲ့နှိစက်ပြီးရောဆိုပြီးတော့မှဖတ်လာခြင်းဖြစ်တယ်။အဲ့ဒါကြောင့်ဖះကလည်းအကောင်းဆုံးပြင်ဆင်ပေးပါတယ်။ဒီကြည့်ပဲပို့ဆောင်ပေးတယ်။တွေ့တဲ့ချိန်ကမှလည်းနှွေးသွေးမှုတွေအများကြီးရပါတယ်။ကိုယ့်ရဲ့အခါမှမတွေ့ဘူးတော့များလည်းပဲမိသားစုအရင်းတွေကိုတွေးလိုက်တယ်လို့ခံစားရတယ်ပေါ့နော်။နှွေးသွေးမှုရရှိရတဲ့လည်းဖះကိုကျေးဇူးတင်တယ်။အမ်သက်သေခံမယ်ဆိုရင်တော့အများကြီးပဲမဆုံးပါဘူး။ဒီလောက်နဲ့ပဲသက်သေခံပါရဲ့လို့ ఆలో వచ్చేసి తెమాలే యాక్సిజన్ ఫార్మ్ ఆఫ్ యాక్షన్ కాంపిటీవ్ అదే